အားလုံးပဲမင်္ဂလာပါချေဖဲချေဖဲနေ့လည်းဝေဆန္ဒပြန်လဲကျူစွလိုက်ပါတယ်မတော့ချေဖဲကမချေလည်းပဲဖြစ်ပါတယ်ဘဝဒီဒီမဲ့မှာတော့အခန်း37เนาะ M4 မင်းနာတူရဲ့အခန်း37ကိုပြောပြပြီးသွားမှာဖြစ်ပါတယ်37မှာပါတယ်ဘုံပိုးလေးတွေပေါ့နော်ဆိုတော့37မှာတော့အာခဲတစ်မျိုးပို့ပြီးတော့ခဲတစ်မျိုးပါလာမယ်နော်37မှာပါမယ့်ခဲလေးကမာလဲဆိုလို့ရှိရင် eco ခဲလို့ခေါ်တယ် eco ခဲဆိုတော့တကယ်တော့မာလဲဆိုလို့ရှိရင်တို့ m5 မှာတင်ခဲတဲ့ mashop ဖတ်မရှော့ဟုတ်ပြီနော်အဲ့ဒါနဲ့တူတူပဲဖတ်မရှော့ဆိုလို့ရှိရင်ပေါ်ကြရအောင်ကြားစို့ကြားရအောင်ဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်အဲ့ဒီရဲ့မရှော့ကိုအခုကသူကအာခဲတစ်မျိုးနဲ့တုံးတယ်ဟုတ်ပြီနော်အီကိုခဲဆိုတဲ့ဟာလေးနဲ့တုံးတယ်ဥပမာတို့ကအီခီမရှော့ဆိုရင်ပေါ်ကြရအောင်သွားကြစို့ဆိုပြီးတော့မှတုံးတဲ့ဟာလေးနော်ဆိုတော့အခုကြောက်လို့ရှိရင်အဲ့ဒီဟာကိုမရှော့မဟုတ်တော့ဘဲနဲ့တို့ကအာဘက်ကိုပုံစံလေးပြောင်းပြီးတော့မှဟုတ်ပြီနော်ပုံစံလေးပြောင်းပြီးတော့မှတုံးမယ် ဆိုတော့ဒါလေးကိုပြောတဲ့အခါကျလို့ရှိရင် group 1 group 2 group 3မျိုးကိုအဲပုံစံလေးပြောင်းမယ်ပေါ့နော်ဘတ်ကို eco care လေးပြောင်းမယ်ဆိုတော့ mask care ကနေပြီးတော့မတို့ကဘတ် eco care ကိုပြောင်းမယ်အဲဆိုင် mask care ကနေ eco care ကိုပြောင်းရင်ね group 1ကဘတ်တွေကိုမလုပ်မလဲဆိုတော့ mask ကိုဖြုံမယ် key line ကနေပြီးတော့မ core line ကိုပြောင်းမယ်ခုပေါင်းမယ်ကဲတော့ဆိုရင် ikimasu ဆိုတဲ့ဘတ်ကိုပြောင်းကြည့်မယ် mask ကိုဖြုံမယ် E line ကနေပြီးတော့မှ O line ပြောင်းတယ်ဆိုတော့ K ရဲ့ O line ဒီခိုပြီးရင်ဘာပေါင်းမှာလဲဆိုတော့ U လေးပေါင်းလိုက်မယ်ဆိုတော့ eco ဆိုပြီးဖြစ်သွားတယ် ikimas က eco ဆိုပြီးဖြစ်သွားတယ်ဒါဆိုရင် kimas သွားသည်ဆိုရင် eco ဆိုရင်သွားကြဆိုသွားကြရအောင်ဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်ဆိုတော့ I'm fine တော့ငါတို့က ikimasho ဆိုပြီးပြောခဲ့တဲ့ဟာကအခု ikimasho လို့ပြောဆရာမလို့တော့ဘူး eco ဟုတ်ပြီနော် အာဒါမဲ့ဒီမှာအခိမရှော့တို့ဒီဟာကိုကြောက်လို့ရှိရင်တော့အာပုံမှန်အားဖြင့်เนาะအာနည်းနည်းလေးဟိုယဉ်ကျေးတယ်လို့ပြောလို့ရတယ်ဗောပုံမှန်အတိုင်းပဲတုံးလို့ရတယ်အခိမရှော့ဒီကိုကကြောက်တော့ကိုနဲ့ရွယ်သူဗောနော်ရွယ်သူကိုတဲ့အာဒီဟို လောက်ပေါ်ကန်တက်ချင်းချင်းရွယ်သူချင်းချင်းเนาะအာကိုယ့်နဲ့အရွယ်သူချင်းချင်းတော့မူတားစုထဲမှာเนาะအဲ့လိုမျိုးမှာပဲအာဒီဟာကိုအတုံးများတယ်ကိုကတော့စကပြောပုံစံမှာအတုံးများတယ်ပေါ့เนาะစကပြောမှာပို့ပြီးတော့မှာအတုံးများတယ်ခီမရှော့ကတော့စာမီနဲ့လည်းတုံးလို့ရတယ်စကပြောမှာလည်းတုံးလို့ရတယ်နည်းနည်းလေးသူကတော့အာသူပြောမဲ့ဆိုလို့ရှိရင်เนาะယဉ်ကျေးရင်ကြီးကြီးတုံးတဲ့အခါမျိုးရင်ရင်ကြီးကြီးဆိုတာတဲ့ကိုဘယ်လိုပြောမလဲပုံမှန်အတိုင်းပြောရဲဆိုလို့ရှိရင်တို့ကဒီအခိမရှော့နဲ့တုံးလို့ရတယ် ဟုတ်ပြီနော်ကိုဤကိုကတော့စကားပြောမှာကိုနဲ့ရွယ်သူငယ်တဲ့သူတွေနဲ့ပဲပြောလို့ရမယ်စကားပြောမှာတောင်းမယ်ဟုတ်ပြီနော်ပြီးနောက်တစ်ခုကခာအီမာဆိုတဲ့ဘတ်ခာအီမာဆိုရင်တော့ဝယ်ဒီဆိုတဲ့ဘတ်သူ့ကိုတို့ပြောင်းမယ်ဆိုရင် mask ကိုဖြုတ် e line ကနေ o line ပြောင်းဆိုတော့ e line ကနေ o line ပြောင်းလိုက်တော့ o ဖြစ်သွားတယ်ဘာနဲ့ပေါင်းမှာလဲဥနဲ့ပေါင်းမှာဆိုတော့ခာ o ဝယ်ချဆိုဝယ်ချရအောင်ဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်ဒါဆိုရင် e line ကနေ mask ကိုပြောင်း e line ကနေ o line ပြောင်းဥပေါင်း mask ခဲကနေ eco ခဲကိုပြောင်းစင်ရင် group wear ကဘတ်တွေကို mask ကိုပြောင်း inline မှာ online ပြောင်းဖူပေါင်းဟုတ်ပြီနော် iki mask ကနေ eco ခိုင် mask ကနေ kho ဆိုပြီးဖြစ်သွားမယ်ရမယ်နော်ပြီးရင်နောက်တစ်ခုက group 2မှာရှိတဲ့ဘတ်တွေကြလို့ရှိရင်က mask ကိုဖြုတ်ပြီးတော့မှရောပေါင်းနေတဲ့ဟုတ်ပြီနော် mask ကိုဖြုတ်ရောပေါင်းခင်ဗျာဆိုရင်တခုလောက်ကြောင်းကြည့်အောင်ထဘဲမှာစားသည်ဆိုတဲ့ဟာလေးနော်စားသည်ဆိုတဲ့ဘက်လေးကိုတို့ကြောင်းကြည့်အောင်စားသည်ဆိုတဲ့ဘက်ကိုဘာဖြုတ်မလဲ mask ကိုဖြုတ်ဘာပေါင်းမလဲရောပေါင်း mask ကိုဖြုတ်ကျော်ပေါင်းတော့ဆိုရင်ထားပဲရောဆိုရင်စားကြစို့ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်စားကြစို့စားကြရအောင် ဟုတ်ပြီနော်ဒီလေးပဲရမယ်ပြီးရင် ne mask ne mask က8တာဒါဆိုရင် ne your mask ကိုပြောရောပေါင်းဆိုတော့ ne your အိတ်ကြဆိုဆိုတဲ့ဟာမျိုးပေါ့နော်အိတ်ကြဆိုအိတ်ကြရအောင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်ရမယ်နော်ဆိုတော့ဒါတို့ကမာရှော်ရဲ့အဓိပ္ပာယ်နဲ့တူတူပဲထားပဲမာရှော် ne မာရှော်ဆိုတဲ့စကားနေပြီးတော့မှထားပဲရော ne your ဟုတ်ပြီနော်ဒါက group 2ရဲ့ဘတ်တွေကိုပြောင်းတဲ့ပုံစံ group 3ထုံးစံအတိုင်းပဲ irregular verb နှလုံး kimas နဲ့ shimas နဲ့ kimas ကိုပြောင်းရင်ဒီနှစ်ခုကတော့အမြန်တို့ချက်ခဲ့ရတယ်နော်။ဘာခဲကိုပဲပြောင်းပြောင်းဒီနှလုံးကိုကတော့အလွတ်ကျတာရဲ့သူကပုံသေးနည်းမရှိဘူးချက်ရတာဆိုတော့ kimas ကိုပြောင်းလိုက်ရင်ခိုရော shimas ကိုပြောင်းရင်ရှီရောခိုရောဆိုရင်လာကြောင်းဆိုဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။တိတ်တော်လဲသုံးလေးမရှိဘူးခိုရောနဲ့ ရှိမဆိုရင်ရှိရောဆိုရင်လောက်ကြဆိုလောက်ကြရအောင်ဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်ဆိုတော့ခိုရောနဲ့ရှိရောနဲ့တရားဖြစ်မယ်နော်ရှောင်းမဟုတ်ဘူးနော်ရှိရော ရမယ်နော်ဒါက group 3က band နှလုံးကိုပြောင်းထားတဲ့ပုံစံဖြစ်တယ်။ဒါဆိုရင် uh now plus but uh shima sin နဲ့တွဲတဲ့ group 3 band တွေအကုန်လုံးကလည်း shio နဲ့သွားမှာပေါ့။ဥပမာ sample shio တို့ bank shio တို့ဟုတ်ပြီနော်ဒီလိုပုံစံဖြစ်သွားတယ်။ကဲနောက်ဆိုရင်ဒါက evoke ပြောင်းတဲ့ပုံစံဖြစ်တယ်။ group 1 group 2 group 3ကိုပြောင်းတဲ့ပုံစံ။ဆိုတော့သူ့ကိုဒီမှာ uh စလုံးတွဲလေးတွေပြောင်းကြည့်မယ်။ kai mono ဆိုတဲ့ now နော်။ kai mono ni iko ဈေးဝယ်ဖို့သွားကြစို့။ 買い物に行こうぜ、ウェブ、どんちゃんそう。公園を散歩しよう。公園を散歩しよう。公園それ、ベンチンを散歩しよう。来、しょうじゃや。ဟုတ်ပြီနော်ဒါကအီကိုကေရဲ့သုံးပုံလေးကိုပြထားတာဖြစ်တယ်။ကဲတော့ဆိုရင်37မှာပါမယ်ဘွန်ဘိုအီကိုကေနဲ့တွဲပြီးတော့မှသုံးမယ်ဘွန်ဘိုလေးတစ်ခုပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဘွန်အီကိုကေတော့အမိုတေအီမတ် အမိုးမတ်ကတိထားပြီးသားတွေးတဲ့ထင်တယ်ဆိုတဲ့နေပဲเนาะဆိုတော့ဘတ်ဤကိုခဲတော့အမိုးသိမ်းမှာဆိုဘတ်မလို့တွေးနေတယ်ဒီမှာကြရင်တော့ဘတ်ကြဖို့တွေးနေတယ်ဆိုတာမျိုးထပ်လုံလိုက်မယ်လို့တွေးနေတယ်လုံလိုက်မယ်လို့တွေးနေတခုခုလုံလိုက်မယ်လို့တွေးနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမှာတုံးတယ်မာတော့စကားဘာသာပြန်မှာတော့တွေးလုံမလို့တွေးနေရလို့ပြောတယ်ပေါ့เนาะတကယ်တော့အာငါတို့ဒါပြင်ဒါလေးကိုလုံလိုက်တော့မယ်အဲ့လိုပုံစံမျိုး အာစဉ်းစားနေလိုက်တဲ့ဟာမျိုးကိုတို့ကဒီ vat eco care တို့ omote imas နဲ့တုံးလို့ရတယ်ဟုတ်ပြီနော် so really ကြည့်ကြည့်အောင်ဂျူကျောကဝတ်တာရာ ramen ကိုခါဘင်းရောတို့ omote imas စောစားတဲ့ချိန်ကတော့မပြီးသေးဘူးစတဲ့နေတော့မယ်ဟုတ်ပြီနော်ဒါပေမဲ့ခေါင်းထဲမှာဖြတ်ခနဲပေါ်လာတယ်တမ်းပြီးရောငါကတော့ခေါက်ဆွဲစားလိုက်တော့မယ်ငါကတော့ခေါက်ဆွဲစားမယ် ဟုတ်ပြီနော်ဒီလိုမျိုးပေါ့အဲ့လိုမျိုးကိုတွေးနေရဆိုရဲအတွေးလေးပေါ်လာတဲ့ဟာမျိုးအဲ့လိုမျိုးတို့ကဘာနဲ့သုံးလို့ရလဲဆိုတော့ဂျူကျောကဩဝသာရရာမန်ကိုထဘေယောတောမိုတေအီမတ်ဆိုတော့တွေးနေတာပေါ့နော်သူ့ရဲ့အတွေးထဲမှာတွေးနေတဲ့ဟာဒါပြီတော့ငါကတော့ဟိုလာလေးလှုပ်လိုက်မယ်ဒီဟာလေးလှုပ်လိုက်မယ်ဆိုတော့အဲ့ဒီအတွေးကိုဖော်ပြချင်တဲ့ခါမျိုးခြာရင်ဒါဒီဆက်ကြောင်းလေးကိုသုံးလို့ရဒီဘုံဖိုးလေးကိုသုံးလို့ရဟုတ်ပြီနော်ဆိုတော့ဂျူကျောကဩဝသာရရာမန်ကိုထဘေယောတောမိုတေအီမတ် အသေးချိန်ပြီးတာနဲ့ခေါက်ဆွဲစားမယ်လို့တွေးနေတယ်။ဟုတ်ပြီနော်ဒီလိုပုံစံမျိုးမှတောင်းတာဖြစ်တယ်။ကဲဒါဆိုရင်နောက်တစ်ခုနောက်တစ်ခုကတော့ Mara Birthday Immersion ဆိုမာရာတဲ့ဆိုတဲ့ဟာလေးတို့ M5 မှာတော့သင်ခဲ့တယ်။တခုခုကိုလုတ်ပြီးပြီလားဆိုပြီးတော့မှလေးတို့သင်ခဲ့တယ်နော်။အာ Mobus Master ကဆိုပြီးတော့လေးသင်ခဲ့တယ်မှလား။ One Master ကလုတ်ပြီးသွားပြီလား။ဤရဲ့မာရာတဲ့ မလောက်ကသေးပါဘူးဆိုပြီးတော့မှမာသာတဲ့ဆိုပြီးတော့ဒါတော့ F5 မှာတင်ခဲ့တယ်ဟုတ်ပြီနော်ဆိုတော့အဲ့ဒီဟာကိုပဲနည်းနည်းလေးအစင်တစ်စင်မြင့်သွားမယ်အဲ့တော့ကတော့မလောက်ကသေးဘူးမလောက်ကသေးဘူးဆိုတဲ့ဟာကိုဒီတိုင်းပဲမာတာတဲ့ဆိုပြီးသုံးခဲ့တာအခုတို့ကကြတော့မာတာ what they immersion မဘတ်ရသေးဘူးမလောက်ရသေးဘူးဆိုတဲ့အဲ့ဒီပဲဒီမာတာတဲ့ကတော့မလောက်ကသေးတဲ့အချိန်များအချိန်မျိုးမှာသုံးတယ်ပေါ့သူလဲဒီတိုင်းပဲမလောက်ရသေးဘူးဆိုတဲ့အဲ့ဒီပဲနည်းနည်းလေးတစ်စင်မြင့်တာပေါ့ဟုတ်ပြီနော် ဆိုတော့မာဒသုံးမယ်အနောက်မှာဗတ်တဲ့အီမာဆန်သုံးမယ်ဟုတ်ပြီနော်ဗတ်တဲ့အီမာဆန်ဆိုတို့သိတယ်ဗတ်တဲ့အီမာကဗတ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ဗတ်တဲ့အီမာဆန်ကမဗတ်နေဘူးဆိုတဲ့အဓိပ္ပာယ်အဲဒီမှာမာဒိုကမာဒလေးကိုတွဲသုံးမယ်ဟုတ်ပြီနော်ရှူဂူရိုင်းဝါမာဒဝတ်တဲ့အီမာဆန်ရှူဂူရိုင်းအင်စာကမာဒဝတ်တဲ့အီမာဆန်မပြီးသေးဘူးမလောက်ကသေးဘူးမပြီးသေးဘူးဒီလိုအဓိပ္ပာယ် ဟုတ်ပြီနော်မပြီးသေးဘူးမလောက်ရသေးဘူးဆိုတဲ့အတိတ်ပဲမပြီးသေးဘူးလုံနေတော့လည်းဖြစ်ချင်းဖြစ်မယ်မလောက်ရသေးတာလည်းဖြစ်ချင်းဖြစ်မယ်ဒါပေမဲ့မပြီးသေးဘူးမလောက်ရသေးဘူးဆိုတဲ့အတိတ်ပဲဟုတ်ပြီနော်ရှူကိုရိုင်းဝါမသာအဝတ်တဲ့ဤမဆက်အိမ်စာကမပြီးသေးဘူးရမယ်နော်ဒီလိုနေရာမျိုးမှာမသာဝတ်တဲ့ဤမဆက်နဲ့တုံးတယ်ဟုတ်ပြီနော်နောက်ထပ်ဘုံပိုလေးတစ်ခုကဘာလဲဆိုတော့ Smory this စမိုးရီဆိုတာကကြတော့ရည်ရွယ်တာတွေးတာเนาะအဲ့ဒီခါမျိုးမှာကောင်းတယ်เนาะ omote omoimas လို့ပဲသူလည်းပဲစမိုးရီသူကတော့တခုခုလုပ်ဖို့ရည်ရွယ်နေတဲ့အခြေအနေမျိုးပေါ့เนาะအဲ့ဒီခါမျိုးမှာတို့ကစမိုးရီ mas စမိုးရီ das ကိုတောင်းတယ် Thermodynamics ကိုဘာနဲ့တွဲသုံးလဲဆိုတော့ but ဆိုရင် dictionary form ရဲ့ nine form ရဲ့နှစ်မျိုးတွဲသုံးတယ်။ but dictionary form thermodynamics but nine form thermodynamics ဘလို့ခါမျိုးတွေပါသုံးပါလဲ။ but လို့တွဲနေရည်ရွယ်တယ်။မဘတ်ဖို့ရည်ရွယ်တယ်။မလောက်ဘူးလို့ရည်ရွယ်ထားတယ်။ငါကတော့အာဆက်လက်ကိုလုံးဝမတောက်ဘူးလို့ရည်ရွယ်ထားတယ်။ ဟုတ်ပြီနော်ငါကတော့ဂျပန်ကိုသွားမယ်လို့ရည်ရွယ်ထားတယ်အဲအဲ့ဒီအခါမျိုးတွေမှာအာဒါကိုတောင်းလို့ရတယ်ဟုတ်ပြီနော်ဆိုတော့ rainbow လေးကြည့်အောင် rain မှာ chukoku go o thank you suru sumori desu what dictionary for sumori desu ဒီဥပါဒစကားကိုသင်မယ်လို့ရည်ရွယ်ထားတယ်နော်ရည်ရွယ်တယ်ဆိုတဲ့အဓိပ္ပာယ် တရုတ်ဘာသာစကားကိုသင်မယ်လို့ရည်ရွယ်တယ်ဂျပန်ဘာသာကိုသင်မယ်လို့ရည်ရွယ်ထားတယ်ဒီလိုမျိုးကြရင်သုံးတာဖြစ်တယ် strong bad dictionary for simultaneous ဘာလို့ရည်ရွယ်တယ်ဘာမလို့ရည်ရွယ်တယ်ဟုတ်ပြီနော်ဒီလိုအဓိပ္ပာယ်ဖြစ်တယ်ပြီးရင်နောက်တစ်ခုကတဘာကို suanite simultaneous suanite မတော်ဘူး vanine ဖောင်ဟုတ်ပြီနော် suanite simultaneous စလိတ်ကိုမတောက်ဘူးလို့ရည်ရွယ်တယ်မတောက်ဘူးเนาะစလိတ်မတောက်ဘူးလို့ရည်ရွယ်ထားတယ်ဒါပေမဲ့တောက်ဖြစ်ချင်လဲတောက်ဖြစ်မှာပေါ့เนาะရည်ရွယ်ထားတယ်ဆိုတော့အတိုင်းတောင်ပဲရှိတယ်သူဒီမတေချာဘူးပေါ့เนาะပြောမယ်ဆိုလို့ရှိရင်တောက်ဘူးလို့တော့တွေးထားတာပဲဒါပေမဲ့တောက်ဖြစ်ချင်လဲတောက်ဖြစ်မှာပဲเนาะဆိုတော့အဲ့လိုမျိုးတိတ်ပြောမှမတေချာဘူးသူတို့ကတော့ဒီစမိုရီဆိုတဲ့အဓိပ္ပာယ်ကတော့เนาะရည်ရွယ်တယ်ဆိုတော့အစ်စ်ပဲရှိတာဖြစ်တဲ့အတွက်တိတ်ပြောမှမတေချာဘူးเนาะ Chugoku go thank you service moderators Nihongo open your service moderators အစ္စတဘန်ကျော်ဆူရူဆူမော်ရီဒက်စ်မနေ့ပြန်လုပ်မယ်လို့စာချက်မယ်လို့ရည်ရထားတယ်မချက်ချင်ဘူးเนาะချက်ချင်မှလည်းချက်မယ်ဆိုတဲ့အခါမျိုးတိုင်းရင်တောင်းတာဖြစ်တယ်တာဘာကိုဆူဝါနိုင်းဆူမော်ရီဒက်စ်ဆေးလက်ကိုမတော်ဘူးလို့ရည်ရထားတယ်ဒါပေမဲ့ဖြစ်ချင်တယ်ဖြစ်တော့မှာပေါ့เนาะအဲ့လိုမျိုးအထိပ္ပယ်မျိုးမှာတောင်းတာဖြစ်ပါတယ်ဆူမော်ရီဒက်စ်အာနောက်ဆုံးတစ်ခုနောက်ဆုံးဘုံဘိုးလေးတစ်ခုကကြတော့ယောတဲတဲ့ဆူမိုရီဒက်စ်လို့ပြဲသူလည်းပဲယောတဲတဲ့ တို့ကြရင်တို့ကဘာနဲ့တွဲသုံးမလဲဆိုတော့ verb dictionary ဖောင်းရင် noun ဆိုရင်ဘာလေးနဲ့တွဲမလဲဆိုတော့ noun ကိုဆိုရင်တို့က noun လေးနဲ့တွဲသုံးပေးရမယ်ဟုတ်ပြီနော် noun တော့ your day this your day တော့သိထားပြီလားအစီအစဉ်ဆိုရင်တို့က your day လို့သုံးမယ်စီစဉ်ဖြစ်တယ်ပေါ့အစီအစဉ်ရှိရယ်စီစဉ်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ် verb ကိုစီစဉ်ရှိရယ် noun ကိုစီစဉ်ရှိရယ်ဆိုတဲ့အဓိပ္ပာယ်နော်သူကတော့ summary test ကို summary test ကိုနည်းနည်းလေးတစ်စင်း ပို့ပြီးတော့မှရေရတဲ့ဘက်ကိုလာပြီးပေါ့နော်အစီအစဉ်လောက်ထားတဲ့အစီအစဉ်ရှိထားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တာဒါကတော့တွေးတဲ့အဆင့်ပဲရှိသေးတာသူကတော့တဆင့်တက်လာတယ်အစီအစဉ်လောက်ဖို့အစီအစဉ်ဆွဲနေပြီဆိုတဲ့အဓိပ္ပာယ်နော်ဆိုတော့ဒီမှာကြည့်ကြည့်အောင် right now ညီဟောင်းအိကုစုရတဲ့ desk right now လာမင်းနေ့မှာဂျပန်သွားမှုစီစဉ်ရှိရစီစဉ်ထားတယ်ဒီလိုအဓိပ္ပာယ်မျိုး လာမယ့်နှစ်မှာဂျပန်သွားဖို့အစီအစဉ်ရှိတယ်။ဒါမှမဟုတ်လည်းစီစဉ်ဖြစ်တယ်။စီစဉ်ထားတယ်ဒီလိုအဓိပ္ပာယ်မျိုး။ဟုတ်ပြီနော်။ဆိုတော့သူကစမိုရီထက်ကိုနည်းနည်းလေးသက်စစ်ပို့လာပြီးအစီအစဉ်ဆွဲနေတဲ့အဆင့်ကိုရောက်လာပြီ။ဟုတ်ပြီနော်။ဒါက90ရာခိုင်နှုန်းလောက်ဆိုတော့ဒါကတော့80ရာခိုင်နှုန်းလောက်တော့ဖြစ်လာပြီပေါ့။အဲ့ဒီအဓိပ္ပာယ်မျိုးနော်။ Rhine နဲ့ Nihon Air Iku Yotte です။လာမယ့်နှစ်မှာဂျပန်သွားဖို့ရည်ရွယ်ထားတယ်နော်။ ဒီဘက်ဆတင်နေတဲ့ကလေးတွေအကုန်လုံးကတော့ဒီလိုမျိုးအစီအစဉ်ရှိကြပါပဲเนาะအကုန်လုံးလည်းကိုယ်အစီအစဉ်တိုင်းသွားနိုင်မှုစတောင်းပေးရเนาะပြောရင်းနဲ့ကဲဟုတ်ပြီ so နောက်ထပ် rainbow လေးတစ်ချောင်းကကြတော့ i start your cone your tedes နည်းဖြင့်ဒီဟာလေးဆိုလို့ရှိရင် iku your tedes ဆိုတော့ verb dictionary form your tedes เนาะဒီမှာ your go ဆိုတဲ့ noun လေး noun ဆိုတော့ဘာလေးတွဲထားလဲ not လေးတွဲထားတယ် i start နည်းဖြင့် your cone your tedes ခยีသွားမယ်အစီအစဉ်ဖြစ်တယ်အစီအစဉ်ရှိတယ်လက်ပြန်ခยีသွားဖို့အစီအစဉ်ရှိတယ်ဟောဒီလိုမျိုးပြောထားတာဖြစ်တယ်ဆိုတော့သူဒီဘာပဲပြောပြောစမိုရီထက်တော့တက်စင်ပို့ပြီးတော့မှတိစားတဲ့အပိုင်းဒီရောက်လာပြီပေါ့နော်အစီအစဉ်ဆွဲတဲ့စီရောက်လာပြီပေါ့ဆိုတော့ဒါလေးကိုတုံးတက်ဖို့လိုပါတယ်ဆိုဒါလေးတွေကလေတုံးအမြဲတမ်းလေစကပြောမတွေလေတုံးလို့ရတယ်အလွယ်လေလွယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုး rainbow လေးတွေကိုတိစပြီးတော့မှ အာဒီ grammar pattern လေးတွေเนาะဖုံးဖိုးလေးတွေကိုသုံးကြည့်ပါသုံးရအောင်အဆင်ပြေပါလိမ့်မယ်เนาะဆိုတော့ဒီအခု37မှာပါမယ့်ဟာလေးကအကြမ်းမြင်းက eco care ဆိုတဲ့ care တစ်ခုပြောင်းတဲ့ပုံစံเนาะ verb ကို care တစ်မျိုးပြောင်းတဲ့ martial ပုံစံကနေပြီးတော့မှ eco care ကိုသုံးလို့ရတဲ့ပုံစံစကားပြောမှအသုံးများတဲ့ဒါပေမဲ့ကိုယ့်ရဲ့လက်အောက်ငယ်သားကိုယ်နဲ့အဲရွယ်လူတဲ့လူเนาะမိသားစုချင်းတငယ်ချင်းချင်းဒီလိုကြားထဲမှာပဲသုံးလို့ကောင်းတဲ့ eco care ဆိုတဲ့စကားလုံး care တစ်မျိုးပါမယ် ပြီးနောက်တစ်ခုကအဲ့ဒီ eco care ကိုတွဲသုံးမယ် va eco care to omote imasu ရဲ့ဟာလေးပါမယ်မာတာ va te imasu မပန်းရသေးဘူးဆိုတဲ့ဟာလေးတစ်ခုပါမယ်ပြီးရင် simori des နဲ့ yode des နဲ့နှစ်ခုပါမယ်ဟုတ်ပြီနော်အားလုံးပေါင်းဘိုးဘိုးက၄ခုပါမယ်ခဲက၁မျိုးပါမယ်ဟုတ်ပြီနော်ဆော32 31ကိုနားလည်မယ်လို့ထင်တယ်နောက်တစ်ပတ်မှပြန်တွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်